မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဟာလူသားတိုင်းရဲ့ဘဝမှာရှောင်လွှဲလို့မရတယ်နှလုံးသားကိုအနာကျင်ဆုံးဖြစ်စေတဲ့အကြောင်းအရာတစ်ခုအကြောင်းကို ပြောပြပေးသွားမှာပါပဲအဲ့ဒါကတော့ဆုံရှုံခြင်းနဲ့တည်ခြင်းတရားအကြောင်းပါပဲစိတ်ဝင်စားစရာဇလန်းများကိုအမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့မြမ Story Hot Channel လေးကို Like and Subscribe လုပ်သွားပေးပါအောင်နော် လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကအိန္ဒိယပြည်မှာကိတာဂောရမီလို့ခေါ်တဲ့မျိုးသမီးတယောက်ရှိခဲ့ဥပါတယ်။သူဟာအိမ်တော်ပြုပြီးသားလေးတယောက်ကိုမွေးဖွားလာတဲ့အခါသူမရဲ့ဘဝဟာလောကကြီးမှာအပျော်ဆုံးမိခင်တူဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ပျော်ရွှင်မှုဆိုတာကြာရှည်မခံခဲ့ပါဘူး။သူမရဲ့ချစ်လာစွာသောသားလေးဟာမမျှော်လင့်မဲဆုံးမသွားခဲ့ပါတယ်။ကလေးငယ် အသက်မဲ့နေတဲ့ကိုခန္ဓာကိုပွေးပိုက်ပြီးကိတာဂေါရမီဟာလက်တွေကိုလက်မခံနိုင်မဲယူသွတ်မတက်ဖြစ်သွားခဲ့ပါတယ်။ကျေးဇူးပြုပြီးကျမသားကိုအသက်ပြန်ရှင်အောင်လုပ်ပေးနိုင်မဲစေးစရာရှိပါသလား။ကျမသားမသေးပါဘူး။သူနေမကောင်းဖြစ်နေရုံမှလို့ပြည်ရလုံးကိုလိုက်ပြီးအော်ဟစ်ငိုရအကူညီတောင်းခံနေပေမဲ့သူမအောင်စိတ်မနှံ့တဲ့သူအဖြစ်လူတွေကသတ်မှတ်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ လူချိုးကသူမကိုဤဒုက္ခမှလွတ်မြောက်အောင်ကူညီနိုင်မဲ့ပုံကိုယ်တူရှိကြောင်းညွှန်ပြခဲ့ပါတယ်။အဲ့ဒါကတော့ကောရမမြတ်စွာဘုရားရှင်ပဲဖြစ်ပါတယ်။ဝန်းထဲကြည့်ခွဲစာနဲ့ရောက်လာတဲ့ခိတာကောရမီဟာမြတ်စွာဘုရားရှင်မှာဒူးထောင်ငိုကြွေးကသူမရဲ့သားလေးကိုအသက်ပြန်ရှင်အောင်ကူညီပေးဖို့တောင်းဆိုခဲ့ပါတယ်။မြတ်စွာဘုရားကအေဂျင့်တင်ငင်စွာပြုံးပြပြီးသူမကိုပြောပြခဲ့ပါတယ်။ ကောင်းပြီချစ်သမီးတင့်ရဲ့သားကိုငါအသက်ပြန်ရှင်အောင်လုပ်ပေးနိုင်တယ်ဒါပေမဲ့တင်ဟာငါတောင်းဆိုတဲ့ပစ္စည်းတစ်ခုကိုယူလာပေးရမယ်အဲ့ဒါကတော့မုံညင်းစီတစီပဲတိတာဂောရမီဟာဝန်တာအာရဖြစ်သွားပါတယ်ဒီလောက်လွယ်ကူတဲ့တောင်းဆိုချက်ကိုချက်ချင်းပြည့်မီအောင်လုပ်ပေးနိုင်မယ်လို့တွေးခဲ့ပါတယ်ဒါပေမဲ့မြတ်စွာဘုရားကအောက်ပါအတိုင်းဆက်လက်မိန်ကြားခဲ့ပါတယ် ်တင်ယူလာမဲ့မုံညင်းစီဟာညီသည့်အခါမှ တေဆုံးခြင်းနဲ့မကြုံတွေ့ဘူးတဲ့အိမ်ကနေရရှိရမှာဖြစ်ပါတယ်။အဲ့ဒါကိုတော့သတိပြုပါလို့မိန့်ကြားခဲ့ပါတယ်။ကီတာဂောရမီဟာမျော်လင့်ချက်အပြင်နဲ့ရွာထဲကအိမ်တကားတိုင်းကိုလိုက်ခောက်ပါတော့တယ်။ဒီအိမ်မှာမတည်ဘူးတဲ့သူ မရှိခဲ့ဘူးလားရှင်။ကျမကိုမုံညင်းစီတစ်စီပေးပါလားလို့လိုက်မေးခဲ့ပါတယ်။အိုးငါ့အိမ်မှာလား ငါခင်ပွန်ဆုံးသွားတာမကြသေးဘူး။ကျမအဖိုးဘွားတွေလည်းဒီအိမ်မှာပဲဆုံးသွားတာပါ။ကျမတို့မိသားစုရဲ့မှာတော့အ ਨੇ ဆုံးတယောက်တော့ဆုံးဖူးကြတာကြီးပါပဲ။မေဝင်လာခဲ့ပါပြီ။အိမ်တိုင်းအိမ်တိုင်းကနေမုံညင်းစီကိုသူမမြင်ရှိခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲကီတာဂေါ်ရမီဟာသူမရဲ့ယူသွမှုကိုပျောက်ကင်းစေတဲ့အမှန်တရားကိုရှုပ်တရက်နားလည်သွားခဲ့ပါတော့တယ်။သူမဟာ ူမရဲ့သားလေးကိုတကြိုလိုက်ပြီးမြတ်စွာဘုရားထံတိတ်ဆိတ်စွာ ပြန်လာခဲ့ပါတယ်။သူမရဲ့မျက်ရည်တွေဟာအနာဂတ်အတွက်နားလည်မှုနဲ့ဉာဏ်ပညာအဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။ချစ်သမီးကိတာခေါ်ရမီသင်ရှာဖွေခဲ့တဲ့မုံညင်းစီဟာလောကမှာမရှိဘူးဆိုတာသင်ကိုယ်တိုင်သိသွားပြီ။သိခြင်းတရားဆိုတာလူတိုင်းနေရာတိုင်းမှာရှိနေတဲ့လောကဓမ္မတာပဲ။ဘသူ့ကိုမှ ချွင်းချက်မရှိဘူးဒီခန္ဓာကိုယ်ဟာမမြဲဘူးမခွဲခွာခြင်းလို့မြဲမြံအောင်စောက်ကင်ထားလေသင်ဟာဒုက္ခပင်လေတဲ့နှိမ့်ညွတ်နေလေပဲသင်ရဲ့ဝမ်းနည်းမှုဟာသင်တဦးရဲ့ကိစ္စမဟုတ်ဘူးလောကမှာရှိရဲ့သာသမီဆုံးရှုံးမှုသူတိုင်းချစ်သူခွဲခွာမှုသူတိုင်းကြုံတွေ့နေရတဲ့အရာပဲမြတ်စွာဘုရားရှင်ဟာသူမအားတရားဓမ္မဟောကြားခဲ့ရမှာကိတာကိုရမီလေတရားထူရ၍ ယဟန်မှပြုခဲ့ပြီးနောက်ပိုင်းမှာယဟန်နာဖြစ်ကိုရောက်ရှိရောမှုခဲ့ပါတယ်။ဂိတာခောရမီသီရီမဟာတန်တကူသင်္ကန်းကိုစောင်းသောဘိက္ခူနီမများတဲ့တွင်အသာဆုံးအမျက်ဆုံးဣဒဒက်ပွေသူဖြင့်မြတ်စွာဘုရားရဲ့ချီးမြှောက်ခြင်းကိုခံယူရရှိခဲ့ပါတယ်။မြတ်စွာဘုရားဟာဂိတာခောရမီကိုသူ့ရဲ့သားကိုအသက်ပြန်ရှင်အောင်လုပ်မပေးနိုင်ခဲ့ပေမယ့်သူ့ရဲ့ဒုက္ခကနည်း အပီးတိုင်းလွမြောက်နိုင်မဲ့လမ်းကို ကြတာပြီးခဲ့ပါတယ်။အဲ့ဒါကတော့ကိုချစ်တဲ့သူသေဆုံးမှုကိုတဦးရဲ့ရဲ့ကိစ္စမဟုတ်ပဲလောကရဲ့ဓမ္မတာအဖြစ်လက်ခံလိုက်ခြင်းပါပဲ။ဒီဇလန်းကကျမတို့ကိုဘာသင်ခန်းစာပေးပါလဲ။ကျမတို့ရဲ့ဘဝမှာဆုံးရှုံးမှုတွေရှိလာတဲ့အခါဘာလို့ငါမှလဲလို့မေးခွန်းထုတ်မဲ့အစားဒါဟာလောကရဲ့ဓမ္မတာပဲလို့လက်ခံပြီးဒုက္ခကိုလျှော့ချဖို့ပါပဲ။ မြမစတိုရီဟောပရိသတ်ကြီးအောင်ဒီဇလန်းကနေဘာရီရလိုက်ပါလဲကွန်မန့်မှာပြပြပေးခဲ့ကြပါအောင်နော်